ရတယ်ဆိုတော့ပုံစံကိုအချိန်ထဲမှာမထားနဲ့နော်ဒါအစိုးရတရားနေရတာကောင်းတယ်ကျတို့စီစဉ်ပေးတယ်ဆိုတော့ပုံစံမျိုးပဲဖြစ်နေတယ်ဟိုပြောချင်တာကတချို့ကြောင့်လည်းဒိုင်းပေါ်မှာဥလို့ဆိုရင်ဒါတိတဲ့လူတွေတိတယ်ပြောကြတာပဲဒါပြောတော့ပြောတယ်ဒါပေမဲ့နောက်ပိုင်းဒီဟိုနိုင်ငံတကာနဲ့ရှင်ပြတဲ့အနေအထားမျိုးကြတော့အဲတားလို့သမီးတို့ကိုပို့ပြီးတော့မှမြင်မှားနေခြင်းနဲ့စိတ်နဲ့အစိုးရဒါကိုရည်ရွယ်ပြီးတော့မှလောက်တာအဲ့တော့ နှခါကြိုးစားရတော့နှခါအောင်ရနာပေါ့ဟုတ်တယ်မလားနော်အဲ့တော့ကြိုးစားအခုပြောချင်တာအခုလေးပြောချင်တာနိုင်ငံနဲ့လူမျိုးချစ်ပါကိုယ့်ရဲ့မြန်မာနိုင်ငံမှာမြန်မာပြည်မှာဖွားတဲ့အတွက်မြန်မာနိုင်ငံရဲ့တင်တင်ရိုးတန်းနဲ့ပဲမြန်မာစာကိုတံခိုးထားပါနော်ကိုယ့်ပြည်ကိုချစ်မယ်ကိုယ့်နိုင်ငံကိုချစ်မယ်ကိုယ့်လူမျိုးချစ်မယ်အယူဝါဒလွဲမအရာတွေကိုဘယ်တော့မှခေါင်းထဲမှာမထည့်နော်ဖွဲ့စားနိုင်တဲ့ဉာဏ်ရည်မြင်မှာဖို့လို့လေ နော်အခုကိုလိုတိုင်းပြီးသူ့လိုတိုင်းပြီးပါဖြစ်နေတယ်တချို့တချို့တချို့တော့ပေါ့နော်အဲယူဝါဒတွေလွဲလို့သူ့လိုတိုင်းပြီးအခုလိုတို့ကြီးကပ်ဘေးတွေရောစိုက်တယ်အားလုံးဒုက္ခတွေရောက်နေကြအဲ့ဒီအပေါ်မှာသမီးတို့သားတို့ကကောင်းတဲ့စိတ်နဲ့မြင်နိုင်ရမယ်ကြားနိုင်ရမယ်မကောင်းတဲ့အယူဝါဒဆိုလို့ရှိရင် ချက်ချင်းမေ့ပြစ်နိုင်အောင်ကြိုးစားဟုတ်တယ်မလားအဲအဲ့ဒါမှာကိုတို့ကဒီတိုင်းပြည်ဒီလူမျိုးอ่ะ ဒီလူသားတွေအားလုံးဒီလိုစာပေပညာရင်ကျိမှုတွေနဲ့ဒလိတော်ရဲ့အစဉ်လာတွေကိုပေါင်းဖွဲ့ပြီးတော့မှတိုင်းပြည်ကောင်းအောင်တည်ဆောက်အောင်နော်အဲ့တော့နိုင်ငံတော်အစိုးရကလည်းသူကကောင်းစီချင်လို့လုပ်ပေးတဲ့အတွက်ပြင်ပန်းနယ်လို့သဘောမထားနဲ့ပြင်ပန်းခံနိုင်တဲ့လူကပို့ပြီးတော့အောင်တယ်နော်အဲ့တော့ဦးတို့ကအားလာပြီလားဒါလို့သမီးတို့ဦးတို့ကပြင်ဦးလည်းနေလာတယ်ကိုကျော်စိုးဦးဆိုရင်ဟောလာတယ်ဒါဆိုရင်တင်းဦးမှန်ပြီဟုတ်ကဲ့အမကတော့မတူဘူးပါညီတော်လာတာပါအမတို့ဘဝတွေမှာ ငေါ့အောင်လုပ်တာတော့အရန်ထူကြပါတယ်အခွင့်အရေးကိုနှစ်ကြိမ်လောက်ပြန်ရတယ်အဲ့လိုပြန်ရတဲ့အခါမှာသူများတွေမရနိုင်တဲ့အခွင့်အရေးကိုလည်းပြန်ရတာဖြစ်တဲ့အတွက်ကြောင့်ဒီပြန်ရရှိတဲ့အခွင့်အရေးမှာအရင်ကဒီကောင်မွေးတော့ရလက်ကောင်းနေကြရတဲ့တောင်းတမ်းတွေဒီနေ့ရတယ်အရင်ကထပ်ပို့ပြီးတော့ကောင်းမွန်တဲ့ရလက်တွေဒီချိန်မှာပြန်ပြီးတော့တိုးတောင်းဝင်ရမယ်ပြီးတော့အရင်တစ်ခေါက်ကရလက်မကောင်းဘူးလို့ပို့ကိုထင်နေကြရတယ်အဲ့ဒီဘာသာရေးမှာပို့ပြီးတော့ဖြစ်ပြီးတော့ကျိုးသားပြီးတော့ဆောင်ရည်ကြီးနဲ့အရင်ကထပ်ပို့ကောင်းတဲ့ရလက်တွေရရှိကြပါစေလို့ဆုတောင်းပေးပါတယ်ရှင် ကိုကြီးရဲ့ဘုရားဦးလေးကြီးဟာအများနဲ့ဆိုတော့တယောက်ကိုမဟုတ်ဘူး၅တောင်ပေးခဲ့တယ်ဟုတ်လားအခုတို့၁၀တောင်သုံးပြီဗျာသုံးပြီသုံးပြီသုံးပြီပြပါအောင်လားတော့ဘာလို့ဒီလောက်လာဘာတော့မရဘူးဘုရားတော်ကတော့မရဘူးဘာလဲဘုရားကူကတော့တော့ပြရငယ်တော့မဟုတ်ဘူး